နှွေဦးမှာခြေတက်လာတဲ့ခြေလှမ်းညင်းညင်းเนาะတော်လန်တော်သူတွေရဲ့အောင်မြင်မှုပန်းနိုင်ကိုရောက်လန်းကြတော့မယ့်အနေထားလေးကိုပမာနှိုင်းခြင်းလို့နှွေကြီးခြေညီလမ်းပါလို့ကျွန်တော်ခေါင်းစဉ်လေးတတ်ထားပြတာဖြစ်ပါတယ်အဲ့တော့အခြေအနေတွေကပြည်သူတွေဘက်အမှန်တရားဘက်ညဉ့်ညံသော Federal Democracy နိုင်ငံတော်တိဆောက်လို့သောဘက်တော်သားတွေဘက်ကအခွင့်အရေးတွေတဟုန်တိုးတိုးတက်မြင်မာလာနေပါတယ် 你跟你说嘞呗，他那爷爷不多，他连钱爸比较不多，我给他有钱。啊，老板娘，那个怎么样？今天有这些你买多少来着？今天多少钱你还说呢？你是你到哪里找得到？别人都给那个别个，但是被你了不？那有千里那个，那有十块五块的，再便宜点啊？被那个你给他那个，那边、sí. 有长沙血馒头的。爹爹妙姨嘛，到屋里去一下了，几点睡觉？我讲给妈。 ဒီစစ်မဲ့ဇုံတွေခရက်တာတွေနဲ့စစ်ပေးစစ်ပေးဆောင်ကူညီကြစေရေးတွေကိုဆောင်ရွက်ပေးမဲ့ဖီတာဆွေရအဖွဲ့အဲဝင်းကြီးချုပ်တက်လာတော့မှအနေထားရှိနေချိန်မှာကျွန်တော်တို့ရှေ့ကအကြမ်းဖက်လူမျိုးလုံးတပ်ဖြတ်မှုဆရာဆွေကောင်နိုင်ငံတော်ပုံကန်သူဥပဒေမဲ့ကာကွယ်ရေးဦးစီးချုပ်ယာရုကိုအတမရယူထားတဲ့ဓမြရေဝင်ခန့်ရတာချင်းမရှိပဲသူ့အတူကောက်ခွေးဦးစီးချုပ်အတင်းတက်လုံနေတော့ဓမြဘူ တောင်ချီမင်းအောင်လိုင်ရဲ့အခြေအနေကတော့တောင်မင်းမြောင်မင်းမကန်နိုင်တဲ့အနေအထားရှိနေပါတယ်။ဒီရဲ့ပိုင်းသူ့ဘက်ကတက်လာတဲ့သတင်းတွေကစီးပွားရေးအတော်ကိုချွတ်ချုံကြပြီးပျက်စီးနေတာကိုသူကရခင်ဒေါ်ဆန်းစုကြည်အစိုးရကိုအပြစ်ပုံချနေပါတယ်။သူ့လက်ထက်ကတိုးတက်မှုတွေအများကြီးပြီးဆောင်ရွက်နိုင်တယ်တဲ့။ရခင်အစိုးရကြောင့်ခုလိုဆင်းရဲနေတာပါဆိုပြီးတော့အတော်လေးကိုနည်းနည်းပြောင်းတိုက်အချက်တရားလုံးဝမရှိတဲ့ဒီ ဒီစင်ကြီးတွေနဲ့ပြောနေတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့သူတို့အထိနာနေတယ်အကြနာနေတယ်ပြေးပေါက်ရှာနေတယ်ဆိုတော့သိကြပါတယ်ဒီလိုပါပဲအာတမလုတဲ့လူတွေရဲ့နောက်ဆုံးသွားရလမ်းကတော့တာဆုံးချင်းညီကုန်းပါပဲတာဆုံးချင်းညီကုန်းနေဆိုတာလည်းသူ့လူလူကိုဖြစ်လာအောင်တော့ကံကြမ္မာစုဘေးစုတွေကလည်းအခါတဲ့ကံဆိုးထီးမြောင်းလိုက်သွားရအစ်စင်မိုးလိုက်လို့ရွာလို့တော့ပြောရမလို့ဖြစ်နေပါတယ်လူဒီရဲ့ပိုင်းပြီးကြတဲ့ ဇွန်လ၄ရက်နေ့မူဝင်မြို့ရှေ့ပကန်းမှာဖြစ်ခဲ့တဲ့ဒီအခွန်ကောက်ခံတဲ့ဂိတ်မှာနော်စစ်ခွေးဓမြတက်ချင်းချင်းဓမြဘူကြီးနဲ့ဓမြအရာခံဘူတို့ကြားအချင်းများကြတယ်အဓိကတော့မတရားသဖြင့်ပြည်သူလူထုထံကစက်ကြီးတွေကောက်ခံလူရဲ့နေရာထဲမှာသူပိုယူတယ်ကိုပိုယူတယ်ဆိုပြီးတော့စကားတွေပြောကြများကြပြီးတော့အချင်းချင်းတနက်တွေနဲ့ပြေးကြတယ်နှစ်ယောက်လုံးပြေးကြတယ်မနေ့ကတော့အရာခံဘူကဘူကြီးကိုအရင်ပြစ်တတ်လိုက်တယ်ပါ ရာရှိဆိုတဲ့ကောင်ကမူးမယ်ယူးမယ်တောက်မယ်စားမယ်လောက်မယ်စားမယ်နှာဘူးထမယ်တလောက်ပဲရှိတယ်ဆိုတော့ရာခံဘူးပြတ်တော့သူရင်ခံလိုက်ရရာခံဘူးကလည်းသူပြေးပေါ့မရှိတော့တဲ့ကြောင့်သူ့ကိုယ်သူပြန်ပြတ်တက်လိုက်ရတော့ဒီဟာဒါဒါလူတိတင်ချာထွက်ပေါ်လာတဲ့ဒီဖက်စစ်တပ်တော်တွင်ဓမြချင်းချင်းစကွက်စကြက်လူရင်းနဲ့ဖြစ်ကြတဲ့ပြစ်တက်ခတ်တဲ့အမှုတွေပါဒီတဲ့ဘူအရဆန်ကောင်းတာကတင်းသားအတိုင်းရေပြူဘက်မှာတဝဲရေပြူဘက်မှာစစ်တီရာရှိတွေအစုလိုက်အပြုံလိုက်နော်သူ့ကိုယ်သူတက်တည်တာမဟုတ်ပါဘူးထွက်ပြေးကြတာပါ ပထမတော့ထွက်ပြေးတယ်လိုက်ဖမ်းဖို့လွတ်တယ်လိုက်ဖမ်းတဲ့အတုထွက်ပြေးတယ်ထပ်လိုက်ဖမ်းဖို့သူတို့ခက်ခဲရှိနေတယ်ဘာလို့ဆိုထပ်ပြေးမှာဆိုတော့အဲ့တော့အထမဖက်စစ်အကြမ်းမဲ့အကြမ်းဖက်မင်းအွန်လိုင်းရဲ့တက်ကြီးကတော့အဲ့လောက်ထိကိုတုံဘူးပေါင်ဂုံလူဆောင်ဖြူဖျဲပြိုကွဲဖို့အင်မတန်ကိုတာဆူနေပြီဖြစ်ပါတယ်အဲဒီချိန်မှာပဲဒီနေ့ပဲနော်ကျွန်တော်တို့ရင်းမှပင်အတက်အောင်မန်းဘက်ကိုသွားတဲ့လီယန်စီပေါ့စာကြီးကိုအိုးရှမ်းပြည်တောင်ပိုင်းကနေပြီးတော့ဒရောတော်ပါအိမ်အောင်ပြောင်းမှု ထွက်ပြေးလာကြတဲ့စစ်ကားကဖက်စစ်အကြမ်းဖက်တဲ့စစ်ကားကဂုံစင်းဘရိတ်တွေပေါက်ကားတွေပြင်းစင်ခြင်းမရဖြစ်တလို့တွေဖျော်ဖျဲတွေအိမ်ထောင်တွေပြောင်းရွှေ့စင်အောက်ကနေလင်းစီကိုအောင်မန်းပို့မယ်ဆိုတက်လာတဲ့လင်းစီတင်လာတဲ့စစ်ကားကိုဝင်တိုက်မစီလုံးမှောက်မှောက်တဲ့ချိန်မှာလမ်းညုံလိုက်လာတဲ့ဘူးကြီးဆိုတဲ့ကောင်ကတောင်တောင်နဲ့သေးဒါဖြစ်နေတဲ့ဖျော်ဖျဲတွေပေါ့အုပ်ချုပ်မှုစီမံခန့်ခွဲမှုအလုံးအင်မတန်ညံ့ဖျင်းပြီးတော့ဘယုံဘယင်းစစ်ပြူဟာတွေနဲ့ ego element ဒီ god admin ဆိုတာကြုံတဲ့နေရာမှာကိုယ့်ကိုရှာစားကိုဦးကိုယူလယ်ရူစာသရန်ဆိုတဲ့ ego admin ကိုကျင့်သုံးပြီးတော့မင်းတို့အဖအမင်း online နဲ့အုပ်စုတစုမိသားစုတစုစီးပွားရေးဒနာဖွံ့ဖြိုးတိုးတက်ပုံလုံရေးတွေအောက်ခြေလက်ပါစီတက်ဖွဲ့ဝင်တက်သားအားလုံးအသက်များပေးပြီးတော့ထမ်းဆောင်နေကြတဲ့အချိန်မှာဘယုံဘယင်းစီမံချက် ego admin ကျွန်တော်တို့စစ်တပ်ထဲမှာပြောပြောကျွန်တော်တို့ရှိစင်ရပေါ့ပြောလို့ပြောရရှိပါတယ် အင်္ဂလိပ်ရဲ့အင်္ဂလိပ်ရဲ့စီကံတဲ့ဂျပန်ရဲ့စစ်ပညာတဲ့အင်္ဂလိပ်ကပြီးခဲ့တဲ့စီကံကိုရတယ်ဂျပန်သင်ပြီးတဲ့စစ်ပညာကိုရတယ်တတ်မလို့သို့တော့ ego element နဲ့လောက်ရတယ် ego ဆိုတာတကယ်တကယ်တော်တယ်မှာဖြစ်တယ်လို့ကြုံလို့ရရရှာဖွေစားတော့ရတဲ့အတိုင်းအတန်မျိုးနွယ်စုတစုကိုကျွန်တော်တို့ဘက်ကပေါ့နော်အတိအမှပြုတယ်ခေါ်တာပါသူတို့နင်ချတာမဟုတ်ပါဘူးအခုတော့လေ ego လူမျိုးတွေဆိုတာတိုးတက်နေတဲ့လူမျိုးနွယ်စုတွေဖြစ်နေပါပြီကျွန်တော်တို့မှာစုစမပြုခဲ့တာက ego element နဲ့ ုံတလို့ရရရှာစားကြတဲ့လူ eco admin လို့ပြောကြပါတယ်အဲ့တော့အခုလက်ရှိကြားဖက်ဆက်တက်ကအနေထားဒီရွာတွေမှာမီရီရှုရာမီမရှုခင်အင်ဂျီထဲမှာရတော့ရွှေခွေတဝူရတနာစားစရာအကုန်လူယူမီရှုမင်းမချောမင်းမလေးမိမငယ်တွေ့ရင်မရင်းချင်းဤသက်ဆူလက်ပြုံးလိုက်မီရှုဘလောက်အဆင်ကိုရောက်သွားပြီတော့သူတို့ရဲ့နောက်ဆုံးထွက်တဲ့ဆက်တက်ကြီးတစ်တက်လုံးအကြံဖက်ဖက်ဆက်တက်ကြီးတစ်တက်လုံးဖျူဖျဲပြုတ်ကွဲလို့မတိုင်ခင် နောက်ဆုံးထွက်တဲ့နဲ့ရုံးကန်နေတဲ့အနေအထားဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်က ခမန်းကြည်တာဗောလေချိန်ထိုးကြည်တာဗောကျွန်တော်တို့ဒေါ်လာရင်းအွန်လန်ထူမဲ့အဖွဲ့ကပေးဆက်ဆွလမှုများစွာနဲ့ကြိုးစားနေတဲ့ generation z ပြည်သူ့ကာကွယ်တပ်မတော်တွေကအွန်လန်တွေတစ်ခုတစ်ခုထူပြီးတော့ရန်ကုန်မန္တလေးလမ်းရန်ကုန်ပဲခူးလမ်းပဲခူးမော်လမြိုင်လမ်းမော်လမြိုင်တဝဲဘိတ်ကော့တောင်းလမ်းအားလုံးကိုကျွန်တော်တို့တစ်ပြေးပြေးစူးမှုတိမ့်ပိုက်နဲ့ချက်လာတဲ့အချိန်မှာတစ်ထည့်ကနေအပြင်မထွက်ရောရတဲ့ jump president ကစစ်သားတွေနီးပေါင်းစုံနဲ့ထွက်ပြေးလာတာကိုတားမြစ်ဖို့သူတို့ချင်းချင်းကြားမှာလဲကန့်သက်ချင်းတွေပြည်ပင်တားမြစ်ချင်းတွေမိသားစုကို နောက်ကိုရပြန်ပြီးဆိုထင်းကျုပ်ထားပြီးတော့ခြေတန်းကိုအတရအမှပို့လို့ခိုင်းစီနေရနေထားတယ်။လမ်းပြင်ကိုမထွက်ရတော့ဘူးလမ်းမတွေကိုမဖြတ်ရတော့ဘူး။အခုဆိုရင်ရက်ဖက်ကားတွေကိုပြည်သူ့ကာကွယ်ရေးတပ်ကမထွက်ဖို့မြစ်တမ်းရဲခံရတဲ့အတွက်ကြောင့်ညနေ6:00နာရီကနေမနေ့6:00နာရီကအချမ်းဖက်ဖက်စစ်တပ်ကခီးသွားမဲ့ကားတွေအတွက်ကတော့နေရာတိုင်းမှာပြည်မင်းတမန်တွေကစောင့်ဆိုင်လို့ကျူနေပြီဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကဒီလိုမျိုးဖက်စစ်အချမ်းဖက်မလို့ရတာဘာမှမရှိဘူး။သူ့လောက် တိတက်နားလဲလို့မရှိလို့ဒီကာကွယ်ဦးစီးချုပ်ယာရုကိုအသက်80နားနေတဲ့အထိမျက်နှာပြောင်တိုက်ဆက်ယူထားတယ်ဆိုတော့မင်းအွန်လိုင်းကိုကြောင်ချီးကိုအာကူတကြီးယုံမက်ပုံအပ်နောက်ကွယ်ကနေမြှောက်ပင့်ပြီးခေါင်းတော်သိစိတ်ခေါင်းတော်ညိစိတ်တော်သည့်သခင်အားရကြုံဘာဝအယိုးရင်းလေးများရလို့ရညာဆိုတဲ့မြှောက်ပင့်ပြီးခဲ့တဲ့နိုင်ငံရေးပါတီများနဲ့သူ့ကိုမှီပြီးတော့ဆက်အနာရှင်စနစ်ဆိုးသက်ဆိုးဆက်ရှင်ငါတို့လဲမတရားသဖြင့်ခိုးလာခဲ့တဲ့ဘန်နာတွေကို သားစဉ်မြေဆက်ဆက်စားခွင့်ရပါစီလားရပါစီလိမ့်မယ်ဆိုတော့မျောလင်းချက်နဲ့အားပေးခဲ့တဲ့လူတွေရဲ့ဆုံးရှုံးမှုညီကုန်းအကြောင်းကိုသုံးသပ်ပြခြင်းပါပရမတ်ဆုံးကျွန်တော်သုံးသပ်ပြခြင်းကမဘာသာမျိုးဘာသာသာသနာခေါ်တဲ့တတ်မတော်ချစ်သူများပေါ့အခုဆိုရင်တွေ့ရပါလိမ့်မယ်မျိုးသမီးငယ်တယောက်ပြောနေတဲ့မူကြီးချက်မှနဲ့ပြောနေတယ်ဟာသူတို့တတ်မတော်ချစ်ခဲ့တယ်ထောက်ခံခဲ့တယ်ပေါ့နော်သူတို့ကတတ်မတော်မိသားစုလေးဖြစ်တယ်သို့တော့အခုချိန်မှာတော့သူတို့ကိုပဲအရသာဖြစ်တဲ့သူတို့ကိုပဲဘယ်ကမှမသိတဲ့ စစ်တပ်ကလူတွေကပဲချိန်မုံရိုက်နဲ့နော်သူ့အတူစစ်ကားလာနေလို့သူ့ယောက်ျားလုတဲ့လူတွေကလမ်းဘေးမှာစစ်ပင်ရဲအောင်မှာစိုင်းကေကိုထိုးရလိုက်ပြီးစစ်ကားတွေလာနေတယ်ပေါ့နော်လမ်းဘေးမှာတက်မလို့ချစ်သူနော်တက်မလို့ထောက်ခံသူတွေလမ်းဘေးမှာသူ့အတူထိုးရပြီးသူ့အတူဖုံးဝင်ဆက်မိမရှိအဲ့တော့စစ်ကားပေါ်ကဖက်စစ်အကြမ်းဖက်စစ်တပ်ကားပေါ်ချက်ချင်းထိုးရဆင်းလာပြီးတော့မင်းငါတို့ရင်နှန်းလာနေတဲ့သတင်းပို့တွေကမဟုတ်လားမဟုတ်ကျွန်တော်တက်မလို့ထောက်ခံထူးထူးမတူးတူးကွာဘောင်တိုင်းတနက်တင်နဲ့စောက် ခနောက်တွေနဲ့စစ်ဖက်တွေနဲ့ပေါက်ပါနှချင်းချင်းရိုက်ပြီးတော့ခြံထားခဲ့တော့ငူကြီးချမ်းမနဲ့ငူကျွေးနေရတဲ့အမိသားတွေမတက်မတော်ထောက်ခံသူတွေတော့နော်ဟောဒီဒီဘလို့မှဟိုမမကကန်အတ္တဓမ္မနဲ့အတ္တမကိုခွဲခြားခြင်းမရှိဘဲနဲ့တက်မတော်ဖြစ်ရင်ပြီးရောထောက်ခံမယ်ဆိုတဲ့လူတန်းစားအခုတော့သူတို့ခင်ဗျာနောင်တတွေတတိကြီးနဲ့မိကြီးတွေဘူးတီလုံးလောက်ကြာပြီးတော့လူမြင်ကုန်းလည်းမထွက်ရဲမိမိအိမ်လည်းမပြန်ရဲသူတို့ထောက်ခံတယ်ဆိုတဲ့စစ်တပ်ကြီးကလည်းသူတို့ဘက်ကဘာမှမရက်တက်မတော်ထောက်ခံသူတွေဘဝ ဖြစ်သွားရအနေထားတဖြည်းဖြည်းနဲ့လုံမပါပေးလို့လုံးလို့ဖြစ်သွားတယ်ဒုတိယကကျွန်တော်ကြည်နေတယ်ပြည်သူနဲ့အတူဆိုတော့ကျွန်တော်တို့ရဲ့နောင်တော်ကြီးတူဖြစ်တဲ့သူရဥွှေမန်ပါတီလဲဘယ်ရောက်သွားမှမသိသူလဲဘယ်ပြောက်သွားမှမသိအဲ့တော့သူလဲလက်ရှိအာဏာသိမ်းတဲ့ခင်းကျင်းမှာသုံးတရားနောက်ွယ်ကအကျိုးစီးပွားအလို့ငါမပါဘူးလို့ဘယ်သူမှမငင်းနိုင်ပါဘူးဘာလို့ဆိုတော့သူတို့မိသားစု ပိုင်ဆိုင်ထားတဲ့ဒီစီစဉ်ကနေလာမှာမဟုတ်ပဲတမ်းပြီတပြီလုံးသာဆင်းရဲနေပြီပဲပြည်သူနဲ့အတူဆိုတော့သူတို့ဥရှိမှမိသားစုကြည်ကြည်တဲ့ချမ်းသာတာလူတိုင်းသိတာပေါ့နောက်တစ်ခုထပ်ပြီးတော့ဝမ်းနဲ့ကြေကောပြာကောင်းတဲ့အုပ်စုကတော့ဦးတန်းထေးတို့ကြက်ခိုင်ဖွံ့ဖြိုးရေးအုပ်စုဒါသူတို့တွေလည်းရွေးကောက်ပွဲခေါက်ခေါက်လောင်အောင်ရှိုးနေချိန်မဟာတို့တို့တို့ဘက်ကဘယ်သူမှရက်တိပြပေးလို့မရှိပါလားအာသွားပြီတရားမျှတဘူးဘလို့ဘာဖြစ်တယ်သူတို့အနာကစိုးရင်ရပြီဘာညာနဲ့ထုတ်ပြန်ခဲ့ပြီးတော့ မင်း online ကအာနာသိမ့်ပင်ဆိုတော့30ပါတီ30ကျော်နဲ့တူအားပါရဥဆောင်ပြီးတော့ဖြေတန်းကထောက်ခံခဲ့ကြတာသူတို့ပါအခုတော့ဥတန်းသေးဘယ်ကြောင်ဘယ်နေရာရောက်နေလဲမသိပါဘူးအခက်မသိရင်နေရင်ရေချုပ်လားထောင်ထဲမှာလားလည်းမသိပါဘူးဟိုပြည်ထရေးဒုတိယဝန်ကြီးဗိုလ်ချုပ်ကြီးတန်းလိုက်သတင်းလိုဖြစ်ချင်းဖြစ်နေမှာပေါ့နော်အတွင်းသတင်းပေးလာတယ်ဟိုတယ်ပကံလားမသိပါဘူးဟိုတယ်တစ်ခုမှာပြည်ထရေးဒုဝန်ကြီးသူ့ခန်းထဲမှာသူ့အတူရဲတော့ရဲတော့မူးလာတော့ မီလို့မင်းအောင်လိုင်းဆိုပြီးတော့သူပေါက်ကွဲပြီးတော့သူခန်းထဲမှာသူဆဲတာပါဒါပေမဲ့အပြင်ကအိမ်တော်ဆောင်ကင်းဆောင်ကတရင်ပို့လိုက်တယ်တဲ့ပို့လိုက်တော့ဒီတဲ့ဒူဝင်ကြီးအဲ့ဒီဆဲမှုနဲ့ရင်ကျချုပ်လှုပ်ဖြုတ်ခံရတယ်ကျွန်တော်အတွင်တရင်ဖျဲကြီးကပို့လာပါတယ်ဟုတ်ချင်လားဟုတ်မှာပေါ့နော်အဲ့တော့ဥဒန်သေးရောအုပ်စုလဲအဲ့လိုများဖြစ်နေမလားနော်အခုကြံ့ခိုင်ရေးခေါင်းဆောင်ဘာသူဖြစ်နေပြီလဲဒီတဲ့ဒူဝင်ကြီးဟောင်းဘလောက်ဒီဆိုဝါရဲဆက်တဲ့အတိတ်သမိုင်းတွေရှိလဲလူတိုင်းသိတယ် ို့တော့သူတို့လည်းအခုဘေးဥဖျဲရွေးကောက်ပွဲဝင်မလို့သာကြေညာနေတယ်ရွေးကောက်ပွဲဝင်မဲ့ကိုယ်စလဲလောင်းနေစီးရမယ်တန်ချက်ကကားတွေအလုံးလောက်အရင်ပြင်ဆင်ဖို့သူတို့ကြိုးစားရမယ်ဆိုတာသိနေတဲ့အတွက်ကြောင့်ဒီရွေးကောက်ပွဲလည်းဖြစ်လာစရာအကြောင်းမရှိပါဘူးအဲနောက်ဆုံးအထိနာနေတဲ့သမိုင်းအရာရောသူတို့အချင်းချင်းရဲ့ပြန်လည်ဆောင်ကြည့်ရင်အရာရောအထိနာနေတဲ့ကျွန်တော်တို့ရဲ့စာဖတ်နေသူဘဘတ်ကြီးတန်းရွှေမိသားစု ူရဲ့မြေမြေတော်မြောင်းလောင်းလဲဘာမှအတန်မကြားတော့တလို့ဘဘကြီးတန်းရွှေကိုဗစ်အသေးအံဖြစ်တော့ကတော့မှသူကုကျင်တဲ့နိုင်ငံခြားဆေးကိုကုသပေးမရဘဲနဲ့နေပြီးတော့မှပဲတိတ်မနိုင်ခဲမြသူကုခွင့်ပြီးတော့ဒေါသထွက်ခဲ့ရတာတွေအခုပွဲလေထွက်ဆိုရင်ထွက်ကြောက်တော်ကြီးဖရာကြောက်သွေးသွန်းဖရာသွေးသွန်းကြောက်စေဖရာတဲဖို့အတွက်လူလုံးထွက်ပြဆိုပြတုံချီတုံချီနဲ့တရုတ်ကလာတွေ့တဲ့ချိန်မှလည်းတရုတ်ကိုထွက်ပြီးတော့မျက်နှာချူသွေးရသူလည်းနောက်ဆုံးထက်သက်အတွက်ကို ပြင်ဆင်ကြိုးစားနေရတဲ့အချိုးနှိမ့်မှုအနေထားကိုရောက်ရှိပါတယ်နော်ပြောစရာတွေကတော့အများကြီးရှိပါတယ်နော်နောက်ဆုံးကျွန်တော်ဟိုသုံးသပ်ပြလိုက်ချင်တာကတော့၆လမှတစ်ခါပေါ်ထွက်လာရရှာတဲ့ယာယီတမတလို့ဥပဒေမဲ့ခန့်အပ်ထားခြင်းခံရတဲ့ဥမြင့်ဆွေကြီးပါလွန်စွာမှတနာစရာကောင်းပါတယ်အာနာတိမ့်တဲ့နေ့ကသူ့ရဲ့မျက်နှာတိမျက်နှာသားကြောကုန်လေးနည်းနည်းမတ်နေသေးတယ် 6လတနစ်ခွဲလောက်ကြာတဲ့အချိန်မှာ2နှစ်လောက်ကြာတဲ့အချိန်မှာတစ်ခါထပ်ပြီးတော့ငရေမင်းတွေကိုတတန်းတိုးပြီးကိုလက်မှတ်ထိုးဖို့မိနစ်ပိုင်းလောက်ပဲပြတဲ့ရုံမြင်တဲ့ညမှာရုပ်ထွက်ပြတဲ့အခါမှာဥရွေးနေတဲ့မျက်နှာကုန်းကုန်းလာတဲ့ခါလောကရဲ့လောကကြီးအတော်စိတ်ကုန်နေတဲ့အနေထားတွေကြည်ပြီးတော့သူ့ရဲ့ဘူကျွေးရလည်းမသေးချာပါလား6လတစ်ချိန်လောက်မှထုတ်ပြီးတော့အသုံးချခံရတယ်ဒီကြားထဲမှာ6လနေအကျဉ်းနဲ့ဘလောက်စစ်စစ်ရင်းနေရှာမလဲတော့ဘယ်သူမှအကျိုးမရှိတဲ့ဒီ အဓမ္မနိုင်ငံတော်ပုံမှန်အာဏာသိမ်းမှုကြီးဘယ်သူအကျိုးရှိလဲစဉ်းစားကြည့်အခုမင်းအွန်လိုင်းနဲ့သူ့သားသမီးအကျိုးရှိတယ်လို့ထင်ရတာတကယ်တော့မကြခင်ဒီအကျိုးစီးပွားအလုံးနိုင်ငံတော်ပုံပြန်ရောက်လာသူ့ကိုမီဆက်ပြီးတော့ကျိုးစီးပွားရလို့ရညာရလေမလားလို့စူးစမ်းခဲ့တဲ့လူရန်သားတန်ခိုင်ကြီးတန်နဲ့စစ်ဖို့စစ်ဖို့ကြိုးဟောင်းလူရန်သားအခုပြည်နေလောကနေပုံနေအောင်နေရနိုင်ငံသားကိုပိုင်ဆိုင်မှုတွေရွှေ့နေရမိသားစုတွေကိုအင်းကြီးနိုင်ငံတွေကိုပြောင်းပြီးတော့ပုံအောင်ခိုင်းနေရပြီကဲသူတို့ကိုယ်တိုင်လည်းလူပုံလည်းမထွက်ရဲတော့ဘူး တဲ့ရောက်မှကောင်းလာလက္ခဏာဖြစ်နိုင်ငံစည်းပွားလည်းချွတ်ချုံကြနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေအားလုံးနှိပါလည်းပြန်ထွက်နော်အခုတဖြည်းဖြည်းဗန်ကြီးနိုင်ငံလည်းပိတ်သိမ်းခံရနော်အခုဖြစ်တက်ထဲမှာလည်းအချင်းချင်းဖီယိုဖီယနဲ့သူထွက်ပြေးထွက်ပြေးတဲ့လူတို့လိုက်ဖမ်းမှုလွတ်လိုက်ဖမ်းမှုလွတ်တဲ့လူတွေထွက်ပြေးတိုင်းရင်းလိုက်တယ်လက်နှချ BGF တွေတိုင်းရင်းလိုက်တိုင်းရင်းလိုက်ဒီဘက်ကိုကူပြောင်းနော်နေရာတိုင်းမှာစစ်မောင်းတန်တွေတညံညံနဲ့ဘာမှကောင်းလာတာမရှိဘူးမင်းအွန်လိုင်းနဲ့ သူ့သားသမီးဆွေမျိုးသားချင်းတစုကောင်းမှုအတွက်လုပ်ခဲ့တဲ့အမတန်မယူရဆန်နိုင်ငံဖြတ်စီမံကိန်းကြီးအခုတော့ဇက်သိမ်းလုပ်နေပါပြီအဲ့တော့ကျွန်တော်ပြည်သူအားလုံးကျွန်တော်တို့နှုတ်ခွန်းဆက်အားပေးပါတယ်အားမလျှော့နဲ့အခက်ခဲတွေအကြက်တဲတွေချင်းချုံမှုတွေနှောက်ယှက်မှုတွေတပ်ဖြတ်မယ်ဆိုပြီးတော့စောင့်ကြည့်နေတဲ့စစ်ခွေးတွေဝိုင်းနေပါစေမကြောက်တရားနဲ့ရေရဲရင်ဆိုင်ပြီးတော့ကျွန်တော်တို့အောင်ပန်းဟာလက်တကမ်းမှာရောက်နေပြီဖြစ်တယ်ဆိုရင်ယုံကြည်ချက်ကိုဝင်းမိပြီအားတင်းတာပါ အာဒင်းဟောပါတနေ့နေ့ပြည်သူတရားလုံးဝမ်းပန်းတသာနဲ့လမ်းပေါ်ထွက်လကမောင်းခတ်မယ်နေ့မကြခင်ရောက်လာဖို့နှီးပါပြီအာကျွန်တော်က force out အမှားမျိုးလင့်ချက်တွေပေးနေတာမဟုတ်ပါဘူးကျွန်တော်တို့ကဓမ္မဆိုတဲ့အမှန်ကန်သောတရားမြတ်မှုကိုကျင့်သုံးပြီးတရားမြတ်မှုရဖို့တိုက်ပွဲဝင်နေတဲ့တရားသောဘက်တော်သားတွေဖြစ်ပါတယ်တရားသောဘက်တော်သားတွေဖြစ်တဲ့နေကျွန်တော်တို့အားလုံးဒီရပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေမြို့သားညွှန်ဆွဲအန်ဂျီတောင်ရှိတဲ့သူတွေနဲ့တိုင်းဒေသ ERO နက်နက်ကင်တော်လိုင်းရေးတပ်ဖွဲ့ခေါင်းဆောင်တွေအားလုံးပေါင်းစည်းကြိုးပမ်းနေတဲ့ဒုတိယအကြိမ်မြောက်လွတ်လပ်ရေးတိုက်ပွဲကြီးလူမျိုးတို့ချင်းဖက်စစ်အာဏာရှင်ကျုံပြူခံထားတဲ့ဘဝလွတ်မြောက်ဖို့ကြိုးစားတဲ့လွတ်မြောက်ရေးတိုက်ပွဲကြီးဟာတရားသောအမှုကိုရည်ရွယ်ပြုတဲ့တရားသောစစ်ဖြစ်တဲ့တကြောင်ကျင်းသိမ့်မှုချအောင်ပွဲရမှာဖြစ်တော့ကျွန်တော်တို့ရှုံးမှာမဟုတ်ဘူးဒီကြားထဲမှာတော့သိရှိဖို့တီးခံဖို့ဇွဲရှိဖို့ဆွလွန်ဆွန်စားမှုနဲ့အားလုံးပါဝင်ဖို့တော့လိုတာပေါ့နော်။ဒါကြောင့်ဆွလွန်ဆွန်စားမှုနဲ့ဆိုတဲ့စကားလုံးကျွန်တော်သုံးရတယ် လက်ရှိဖက်စစ်ဂျမ်းဖက်တပ်တွေကိုဘားတပြန်ကြားတပြန်အနီးကပ်တွန်းလန်တိုက်ခိုက်တိုက်ပွဲဝင်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေပြည်ရဲကောင်းဂျန်စီမင်းကလေးယောက်ျားလေးအားလုံးဟာတကယ်ကိုအသက်ကောဘဝရောခန္ဓာရောသူတို့ရဲ့ငယ်ရွယ်နှုပြတော်အချိန်ကိုရောပေးဆက်စွန့်လွန်ပြီးတော့တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။အဲ့တော့သူတို့ပေးဆက်စွန့်လွန်တိုက်ပွဲဝင်နေတဲ့အချိန်မှာသူတို့အတွက်မဖြစ်မနေလိုအပ်တဲ့စစ်တပ်စစ်တပ်ချင်းရှင်ပြန်တိုက်ခတ်တဲ့နေရာမှာမဖြစ်မနေလိုအပ်တဲ့စစ်သုံးစီတွေရှိတယ် စလနဲ့ပစ္စည်းဝယ်ပံ့ပိုးရမှာထောက်ပံ့မှုရှိရိတ်ခါရရှိသူတို့တွေစဉ်စက်မပြတ်ဒီစစ်တပ်တိုက်ပွဲဝင်နိုင်မှုအတွက်လိုအပ်တဲ့စီမံခန့်ခွဲမှုရန်နေရာတွေအတွက်ငွေကြေးတွေဗန်းနာအခွန်တွေလိုအပ်တယ်ကျွန်တော်တို့ဒီအချိန်မှာအောင်ပွဲနီးလာလေလေပို့ပြီးတော့အုံကြီးလာလေလေဖြစ်တဲ့အတွက်ကြောင့်ပြည်သူထောက်ပံ့မှုကလည်းဒီအချိန်မှာပို့ပြီးအများဆုံးအမြင့်ဆုံးလိုအပ်လာတဲ့အချိန်ဖြစ်ပါတယ်ဥပမာကျွန်တော်ပြောပြမယ်အချက်ချာကြတဲ့ နေရာတစ်ခုလို့ပြောရမှာပေါ့ဘယ်နေရာလဲကျွန်တော်တတ်မပြောလို့ပါဘူးအချက်ချအလွန်ကြပါအဲ့ဒီနေရာအဲ့ဒီစကန်းတွေကိုသာဝိုင်းရန်ဥတီချစ်တဲ့သိမ့်ပိုင်နေတဲ့တရင်နေသူတို့မှသာလုံလောက်တဲ့ရိတ်ခါလုံလောက်တဲ့လက်နက်ကြီးလုံလောက်တဲ့ပြစ်ကူစစ်ကူနဲ့နောက်ကိုရအနေပြီးတော့စဉ်စမပြတ်သူတို့ပြစ်ဖို့ကြီးကိုထောက်ပံ့ပေးနိုင်အချက်ချကြတဲ့နေရာတွေအထိသိမ့်နိုင်အောင်တိုက်ခဲ့ပြီးပါပြီသို့တော့အချက်ချကြတဲ့နေရာတွေရောက်ခါနီးမှာ ြီးပြက်လက်လို့ဒိခါရင်းမလုံးတော့လို့တက်ရင်းနေနောက်ပြန်ဆုတ်ခဲ့ရတာရှိပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်သူရဲ့ထောက်ပံ့မှုဟာအကန့်အသတ်ရှိနေလို့ပါ။အဲ့တော့ကျွန်တော်တို့ပြည်သူအားလုံးကိုခုချိန်မှာတက်နိုင်သမျှတက်နိုင်သမျှအင်းကုံအားကုံအစွမ်းကုံထုတ်ပြီးတော့တော်လိုင်းရေးအောင်ပွဲရသည့်အထိကူညီပေးဖို့ပန်ကြားလိုပါတယ်။ရတယ်မှာအတူရောင်းနေအလိန်နေအညာတွေလှုပ်ရှားချစားခွက်ခေါက်တွေရှိမှာပေါ့ဒါတွေကိုကြော်လွားနိုင်ဖို့အခုဆိုရင်အတွေ့အကြုံနေနဲ့ အတွေ့အကြံတွေကစကားပြောပြီးဖြစ်တယ်။ဘယ်သူဟာလူလင်လူညာလဲဘယ်သူဟာမမှန်ကန်ကန်နဲ့တကယ်တော်လန်တိုက်ပွဲဝင်နေရတယ်လဲပြည်သူလူထုတွေခွဲခြားနိုင်ပြီဖြစ်ပါတယ်။ဟောဝန်သားစားစကားလေးပြောအောင်မယ်။ကျွန်တော်အပါဝင်မော်လီပြန်တဲ့မိတ်ဆွေတွေဝိုင်းဝန်းပြီးတော့တုံးစော်တိုက်တွန်းခဲ့ကြတဲ့ဘဲကျုံမဲ့စီစဉ်မော်ဘဲကျုံမဲ့စီစဉ်အတွက်ကျွန်တော်ဒီရပိုင်းထိလက်ထက်မှာကျွန်တော်တို့တစည်းစာလုံးဝချင်းနေအာမခံထားပြီးတော့နှစ်စည်းစာပြပို့ဖို့အစဉ်သက်ဖြစ်နေပါပြီ။ နောက်ထပ်တစည်းကလည်းပြီးဖို့မယ်လို့ဂရိပြူတာလည်းအတွက်ကြောင့်လောလောဆယ်ကျွန်တော်မိတ်ဆွေများကဘဲကျုံးမဲ့ကောင်းငင်ကနေပြောဘဲကျုံးမဲ့ UAV လေးလေးစီးတော့ကျွန်တော်တို့စတင်ပြီးတော့ရရှိပြီ။ကျန်တဲ့ဒီ KNDF UAV ဒီမှာလည်းတီးကြနိုင်ငံတကာအလူရှင်တွေလည်းရှိနေပြီဖြစ်တဲ့အတွက်ကြောင့်ပြည်သူလူထုရဲ့အင်တိုက်အားတိုက်ပါဝင်ကူညီလိုစိတ်ကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့မလုံလောက်သေးပါဘူး။ကျွန်တော်တို့ပြောသလို플레이플레이စိတ်ကမ်းမှာ အုတ်လက်ကြီးနဲ့ဘဲကျုံးတယ်လို့ကျွန်တော်တို့တွေလည်းအုတ်လက်ကြီးနဲ့ဘဲကျုံးဖို့လိုအပ်နေပါသေးတယ်။ဒါကြောင့်ဝိုင်းဝန်းကူညီပေးပါကျွန်တော် Facebook တွေမှာမတင်တော့ပါဘူးမရေးတော့ပါဘူးကျွန်တော်အကောင့်နဲ့အားလုံးပိတ်ခံထားရလို့ဖြစ်ပါတယ်အဲ YouTube ကပဲပြောတာဖြစ်ပါတယ်အားလုံးပြည်သူအားလုံးနှိုးကြပါစူးစီးပါညီညွတ်ပါခွန်အားအင်ကုန်အားကုန်အသုံးပြုဖို့ကြိုးစားကြပါလို့ကျွန်တော်တော်လန်ညနေခင်းနှုတ်ဆက်ရင်းနဲ့ပန်ချလိုက်ပါစီအားလုံးတမ်းပါပါစီ